အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းမာဇာအီရှရစ်မြို့အနီးမှာ ရစ်စတာစကေး6ဒရဝ3ပြင်အားရှိကလေးလောက်ခဲ့မှုကြောင့်လူ20ထက်မနည်းတည်ဆုံခဲ့ပါသည်။ရှောက်ဖွေးလုပ်ငန်းများစတင်နေတာကြောင့်တည်ဆုံသူရေအတွက်မြင့်တက်နိုင်တယ်လို့တာလီဘန်ပြည်သူ့ချမ်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါသည်။ဒဏ်ရာရရှိသူ320ခန့်ရှိရလို့ဆိုပါသည်။တာလီဘန်တို့အာဖဂန်အာဏာကိုထိန်းချုပ်တဲ့2021ခုနှစ်ကတည်းကအာဖဂန်မှာလူသေဆုံးမှုများရှိတဲ့ကလေးများလှုပ်ခတ်ခဲ့ကနိုင်ငံသားကုညီများတဖြည်းဖြည်းလျှော်ပါသွားချိန်မှာတာလီဘန်ဆိုရရဲ့အုပ်ချုပ်မှုစွမ်းရည်ကိုဆက်တမှုဖြစ်လာခဲ့ပါသည်။လူငယ်နှစ်လောက်ခန့်ကလည်းနိုင်ငံအရှိပိုင်းမှာ ွေတစ်ခုလုခတ်မှုကြောင့်လူ2000ကျော်သေဆုံးခဲ့ပါတယ်။နိုဝင်ဘာလ3ရက်နေ့နဲ့7:59မိနစ်ကမာဆာအီရှရီအနီအနက်28ကီလိုမီတာ18မိုင်မှာလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းအမေရိကန်ဘူမိတိုင်းထွာရေးအဖွဲ့ USGS ကဆိုပါတယ်။ဒေသုံသူစုစုပေါင်း20ဟာကနေဦးထုတ်ပြန်ကြက်တာဖြစ်ကြောင်းဂျမိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Sharafat Zaman ကပြောကြားခဲ့ပါတယ်။